ဒီဇလန်းကတော့မလင်တန်ခံနိုင်ပါတယ်ဆိုပြီးကြွေးကြော်ထားတဲ့နျူကလ িয়ার ဆက်ရုံကိုမှမလင်လှုပ်ရကနေပြည်သူတွေရောအစိုးရတရက်ပါပြဿနာတက်သွားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇလန်းရဲ့အစမှာတော့နျူကလ িয়ার ဆက်ရုံရှိမှလူအုပ်လိုက်ကြီးဆက်ရုံကိုရပ်လိုက်ဖို့ဆန္ဒပြနေခဲ့ကြတယ်။တစ်ဖက်မှာလည်းအမျိုးသမီးတစ်ယောက်ကနျူကလ িয়ার နဲ့ပတ်သက်တာတွေကိုသူးသေသနာပညာရှင်တွေကိုရှင်းပြနေခဲ့ပြီး နျူကလ িয়ার ကိုထုတ်လုပ်တဲ့စက်ရုံဟာငလင်ပြင်းအားခုနှစ်အထိခံနိုင်ရှိတယ်လို့ပြောပြနေခဲ့ပါတယ်။အဲနောက်တော့အဓိကဇက်ကောင်တွေဖြစ်တဲ့နျူကလ িয়ার စက်ရုံမှာအလုပ်လုပ်ကြတဲ့ဂျေဟော့ရုပ်ဖွဲ့မှာတော့ဂျေဟော့ကသူ့ဘော်ရာတွေကိုဒီအလုပ်ကြီးပဲတသက်လုံးလုပ်ပြီးနေသွားတော့မှလားလို့စကားဆမိလိုက်တယ်။ဒါနဲ့သူ့ဘော်ရာတွေကလည်းဒီအလုပ်ကြောင့်သူတို့စားနိုင်တောင်းနိုင်နေတာလို့ပြန်ပြောတာနဲ့ဂျေဟော့ကသူကတော့ဒီအလုပ်ကြီးကိုပဲတသက်လုံးလုပ်ပြီးမနေနိုင်ဘူးလို့ပြောတယ်။ အဲ့ဒီချိန်မှာပဲဂျေဟော့ရဲ့ကောင်မလေးရောင်ကျူကဂျေဟော့စီကိုဆိုင်ငယ်နဲ့လာနေပြီးလမ်းမှာရုတ်တရက်ဆိုင်ငယ်လဲသွားခဲ့တယ်။ဒါနဲ့ဂျေဟော့လည်းဆိုင်ငယ်ပြင်ပေးနေရင် "तू မရှိရင်ဘယ်လိုလုပ်မလဲ"လို့မေးပြီး "तू ရေလုတ်သားလုတ်ဖို့အတွက်လုတ်ထားတဲ့ passport ကိုပြလိုက်တယ်။ဒါကိုမြင်တော့ရောင်ကျူကအကြီးကျယ်စိတ်ဆိုးသွားပြီး "तू ကတကောင်ကျွတ်မို့သူ့မှာဂျေဟော့ပဲရှိတယ်"လို့ပြောပြီး"သွားမယ်ဆိုရင် तू ကိုအဆက်ဖြတ်ပြီးမှသွား"လို့ပြောလိုက်တယ်။ တစ်ဖက်မှာလည်းယာဒူးအဆင့်ဆင့်သွားနေဂျားကနေဖြတ်လုခံရမှာဆိုတာနဲ့နျူကလ িয়ার ဆက်ရုံကြောင့်အဖြစ်မှန်ကိုရေးထားတဲ့စာကိုအသွေးရင်မှုကင်ကတမနာကြီးစီကိုဓာတ်ရိုက်ပို့လိုက်တယ် အကြီးငယ်တွေညစာစားပွဲမှာတော့အဖွဲ့မှုတယောက်ကသူ့ရဲ့လုံဖို့ကိုင်းဖက်နဲ့အပြင်ထွက်ထိုင်နေပြီးနျူကလ িয়ার ကြောင့်ဘာမှမသိတဲ့သူတွေကိုအထက်ကဒါရိုက်တာယာတုတွေပေးထားပြီးသူခဏခဏသတိပေးနေတယ်ဓပောင်းမှုကိုပြင်မှုကိစ္စကိုလည်းအရေးမဆိုင်တာမို့ရင်လင်းမိတယ်လို့ပြောနေခဲ့တယ်။တစ်ဖက်မှာလည်းဂျဲဟော့ကသူစက်ရုံကထွက်ပြီးရေလုတ်သားသွားလောက်တော့မဲ့ဆိုတဲ့အကြောင်းသူ့ခင်မားနဲ့အမေကိုပြောပြနေပေမယ့်အမေဖြစ်သူကခါခါတီးတီးညင်းဆိုပြီးမသွားရဘူးလို့ပြောတာနဲ့ဂျဲဟော့လည်းစိတ်ဆိုးသွားတယ်။စက်ရုံကိုရောက်တော့သူ့ဘော်ရာတွေကိုသူအလုတ်ထွက်ပြီးတင်မောတတ်တော့မဲ့ဆိုတဲ့အကြောင်းပြောတော့ဘော်ရာတ ယောက်ကထူးထူးဆန်းဆန်းပြောတယ်ဆိုပြီးမှုန်တိုင်းတွေလာတော့မယ်လို့စနေခဲ့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုပြင်းထန်တဲ့ငလင်တစ်ခုလှုပ်သွားပြီးသူတို့နယ်တစ်ဝိုက်မှာဝေယုံသုံးပါးတွေဖြစ်သွားတော့တယ်။တမနာစီကိုပို့လိုက်တဲ့စာကြောင့်ယာဒူးချခံလာရတဲ့ဌာနမှုကလည်းကားနဲ့တပ်ဆိုင်ရာဌာနကိုသွားနေတော့မှာပဲငလင်လှုပ်နေတာနဲ့ဘေးတနေရာကိုထိုးရက်လိုက်ရတယ်။စက်ရုံထဲမှာလည်းငလင်လှုပ်သွားပြီးငြိမ်သွားတာနဲ့အားလုံးကကိုယ့်ရဲ့မိသားစုစီကိုဖုံးနေလှမ်းဆက်ကြသလိုဂျေဟော့ကလည်းသူ့ကောင်မလေးစီဖုံးဆက်ပြီးအဆင်ပြေလာမေးလို့သူ့အမေတို့စီကိုလည်းတွားကြည့်ခိုင်းတယ်။ ဌာနမှုလဲသူ့ကိုယာတုချခံလိုက်ရတဲ့စပိုင်းဆိုင်ရာဌာနကိုရောက်ရှိနေပြီသူတို့စက်ယုံအခြေအနေဘယ်လိုရှိလဲလို့မေးတော့စက်ယုံမှာငလင်လှုပ်ပြီးနောက်ပိုင်းအเจ้าတွေပေါ်လာခဲ့တယ်လို့ပြောပါတယ်ဒါကူတော့တွဲဖက်ဌာနမှုကအရေးမကြီးတဲ့ကိစ္စလို့လုပ်ပြီးအเจ้าကိုရှာပြီးပိတ်လိုက်ရင်ရတာပဲလို့ပြောတာမဟုတ်မျက်လုံးထဲမှာလွယ်တဲ့ကိစ္စလို့ထင်နေတာလားလို့ပြန်ပြီးမေးလိုက်တယ် ဒီเจ้าတွေကိုနားမလဲတဲ့လူတယောက်ကလည်းငလင်နှံခန်းတိုင်းနဲ့ကြီးညာထားပြီးဘလို့ဖြစ်တာလဲလို့ပြောတော့ဌာနမှုကစက်ယုံကပိုက်လိုင်းတွေက140ကြာနေပြီမို့စက်ယုံတစ်ခုလုံးမှရှိတယ်ပိုက်တွေကိုပြင်နှစ်နဲ့ရှိကြာနိုင်တာနဲ့အားလုံးကတမန်ငါရှာကပဲပြင်လိုက်တာမို့ခုလို့ဖြစ်ရတာလို့ပြန်ပြောတယ် ဂျေဟော့အမေတို့ရဲ့ဆိုင်မှာလဲပျက်စီးတာတွေကိုတန်ရှင်းလုံနေတော့ဂျေဟော့မကြီးကစက်ယုံရောအန်ရကင်းရဲ့လားလို့မေးတာနဲ့ရောင်းကျူကစက်ယုံကငလှင်ကိုခုနှစ်ထိခံနိုင်တာမို့စိတ်ချဖို့ပြောပြီးထွက်သွားခဲ့တယ်။ဒါပေမဲ့လဲအဲ့လိုမဟုတ်ပဲစက်ယုံမှာအကြောင်းတွေပေါ်နေတာကြောင့်အတွင်းထဲမှာရှိတဲ့ဓာတ်ငွေတွေကတစားစားနဲ့အပြင်ကိုယူထွက်လာပြီးစက်ယုံတွေအပူချိန်ကလည်းတဖြည်းဖြည်းတိုးလာနေခဲ့တယ်။ဒါကြောင့်အကြောင်းပြင်ဖို့အတွက်စက်ယုံတွေကိုလူတွေဝင်လာကြပြင်မဲ့လဲအကြောင်းကပိုကွဲထွက်လာတာမို့ဓာတ်ငွေတွေကသူတို့ပြင်နေတဲ့အပေါ်ကိုဖျန်းချလာခဲ့တယ်။ ဒီလိုအခြေအနေတွေကြောင့်ဂျေဟော့ကစက်ရုံထဲမှာနေလို့အဆင်မပြေတော့ဘူးဆိုတာသိပြီးအပြင်ကိုထွက်ဖို့လုပ်ပင်မဲ့လဲသူပေါင်းတဲ့ဘော်ဒါတွေကတော့အထဲမှာသူတို့လူတွေအများကြီးရှိနေတာမို့ထားမသွားနိုင်ဘူးဆိုပြီးအထဲကိုပြန်ဝင်ကုန်ကြတယ်။တစ်ဖက်မှာလည်းတမရာကငလင်းလှုပ်ပြီးနျူကလ িয়ার ဓာတ်ပေါင်းဖို့ယူဆိတ်မှုဖြစ်နေတာကြောင့်အန်နယ်များတာနဲ့နေခန်တွေကိုအတိပေးဖို့ပြောတော့အမတ်ကြီးတယောက်ကအဲ့လိုလုပ်ရင်အကုန်လုံးရုံးရင်းဆန်ခဲဖြစ်ကုန်လိမ့်မယ်လို့ပြောပြီးတဘာဝပတ်ဝန်းကျင်ကာကွယ်တဲ့အဖွဲ့လည်းရှိတာမို့သူတို့ဖြည့်ရှင်းပါလိမ့်မယ်လို့ပြောတာနဲ့တမရာလည်းငြိမ်သွားခဲ့တယ်။ ဒါပေမဲ့လည်းသူတို့ထင်ထားတာထက်ပိုပြီးစက်ရုံရဲ့အပူချိန်နဲ့ဓာတ်ဝိယူစိတ်မှုကတဖြည်းဖြည်းတိုးလာတာမို့ဒီတိုင်းဆိုရင်ပောက်ကွဲလာနိုင်တာနဲ့တပ်မနာကြီးကဘေးဘက်ဝင်းကျင်ကလူတွေကိုနယ်မြေရွှေ့ခိုင်းလိုက်တော့လို့ပြောလိုက်တယ်ဒါကိုလေခုနကအမတ်ကြီးကအဲ့လိုဆိုရင်လူဦးရေအများကြီးလမ်းမပေါ်ရောက်ကုန်ပြီဘာမှထိရောက်မှုလည်းရှိမှမဟုတ်တာကြောင့်ရင်ကျော်ပိတ်ဆို့ရုံပဲရှိတယ်လို့ပြောပြီးဆက်ရုံနဲ့နေရတဲ့လူတချို့ကလည်းပြောင်းရွှေ့ဖို့လုပ်ပါလို့အကြံပေးလိုက်တယ် ။ဒါကြောင့်ဆက်ရုပ်နီးမှာနေကြတဲ့ဂျေဟောရုမိသားစုလည်းဘတ်စကားကြီးတွေနဲ့အတူအထက်ကအမိန့်တိုင်းဘာကြောင့်မှမသိပဲနေရာတွေရွှေ့ပြောင်းနေကြရတယ်။တစ်ဖက်မှာလည်းဆက်ရုပ်နဲ့မှာကွဲသွားတဲ့ပိုင်လိုင်းတွေကိုရအောင်ပြန်ပြင်နေတဲ့အလौသမားအုပ်စုစီကိုဘဝတူအလौသမားတယောက်ရောက်လာပြီးဆက်ရုံကအပူချိန်များပြီးခဏနေပောက်ကွဲတော့မှမို့လုံးနေလဲအပူပဲလို့ပြောပြီးထွက်ပြေးကြဖို့အတွက်လာခေါ်တယ်။ ဒါနဲ့အားလုံးထွက်ပြေးကြပြီမဲ့သူတို့သာမပိတ်ဘသူကမှအထဲကိုဝင်ပိတ်မှမဟုတ်တာမို့အလုသမားတွေကိုစိတ်ယုံပြေးမထွက်ရအောင်ဝင်ပေါက်တကားကိုပိတ်ပစ်လိုက်တယ်ဒါကြောင့်အားလုံးတကားကိုအောက်ကနေမာပြီးဖွင့်နေကြသလိုဂျဲဟော့ကလည်းတကားဘေးကအဖွင့်ပိတ်လုပ်လို့ရတဲ့ခလုတ်ရဲ့မိကျိုးတွေကိုပြန်လုံးလုံးအောင်ပြင်နေခဲ့တယ်အဲ့ချိန်မှာပဲဌာနမှုတယောက်ရောက်လာပြီးအလုပ်ပြန်သွားလုပ်ဖို့နဲ့အဲ့လိုမှမဟုတ်ရင်မင်းတို့မိသားစုတွေတည်လိမ့်မယ်လို့ပြောပြီးအားလုံးကိုဆွဲထုတ်လို့အလုပ်ပြန်လုပ်ခိုင်းခဲ့တယ်ဒါပေမဲ့လည်းတချို့သဘောသာအလုပ်ပြန်လုပ်ကြပေမဲ့ဂျဲဟော့ကတော့သူပြင်နေတဲ့ခလုတ်ကိုစက်ပြင်ရာကနေခလ ုတ်ကဖွင့်လို့ရသွားပြီအဲ့ဒီချိန်မှာပဲစက်ယုံသွင်းအပူချိန်ကလည်း၄000ကျော်အထိကိုတိုးလာတာမို့ရုတ်တရက်ဆိုလို့စက်ယုံတစ်ခုလုံးပောက်ကွဲထွက်သွားပြီအနီးနားမှာရှိတဲ့အရာအားလုံးရားစရာမရှိအောင်တစားစီဖြစ်သွားတော့တယ်အဲ့ဒီမှာပဲစက်ယုံထဲမှာအုပ်ပြားတွေပြီးမိသူကပြီးမိစက်ယုံရဲ့ဆက်ဖြစ်စည်းတွေပြီးမိသူကပြီးမိနဲ့အားလုံးစက်ယုံထဲမှာကုရခဲ့ရမဲ့နေခဲ့ကြတယ် ဂျေဟော့ကတော့ဘာမှမဖြစ်ပေမဲ့သူ့တက်ငယ်ချင်းတွေရဲ့အကူအညီတောင်းနေတဲ့အတန်တွေကိုကြားရတော့အဲ့ဒါကြောင့်သူကထွက်သွားရအောင်လို့ပြောခဲ့တာပဲလို့ဝမ်းနေပြီးပြောရင်သူ့တက်ငယ်ချင်းတွေကိုကယ်ထုတ်ဖို့လုပ်တယ်တဖက်မှာလည်းတမထားတဲ့တားသလကြီးနေတဲ့အမတ်ကြီးကလည်းအားလုံးကိုတမထားကိုသာပောက်ကွဲတဲ့တည်အပြင်းမထွက်စေဖို့နဲ့နေခံတွေအားလုံးကိုရွှေ့ပြောင်းမှုလုံလို့အမိတ်ပေးနေတာကြောင့်တမထားကြီးကဘာတွေပြောနေတာလဲလို့မေးလိုက်တယ် ဒါနဲ့အမတ်ကြီးက "तू လောက်ခိုင်းတဲ့ကိစ္စတဲ့ပိုကောင်းတဲ့အဖြစ်ရှိသေးလား"လို့မေးပြီးတနိုင်ငံလုံးတည်အောင်ကြီးညာလိုက်လို့လည်းဘာမှထူးမှမဟုတ်ဘူးလို့ပြောပြီးအဲ့လိုသာကြီးညာလိုက်မယ်ဆိုရင်နေရာတိုင်းကလူတိုင်းထွက်ပြေးကြတာနဲ့နိုင်ငံကအမှောင်ကျသွားလိမ့်မယ်လို့ပြန်ပြောလိုက်တယ်။ဒါကြောင့်ပြောရရင်ုံနဲ့ပေါ့တင်ညို့ဖြစ်နေတဲ့တမနာကြီးလည်းအမတ်ကြီးစကားကိုပြန်ပြောနိုင်မဲ့စကားလုံးရှာမတွေ့တာနဲ့ငြိမ်နေလိုက်ရတယ်။ပြောင်းရွှေ့ခံရတဲ့လူတွေကလည်းအပြစ်မှာဘာဖြစ်နေလဲဆိုတာမသိကြသလိုဘ누구ကမှလည်းသူတို့ကိုမပြောပြတာကြောင့်အာလုံးသိချင်စိတ်တွေပြင်းပြနေကြတယ် ပောက်ကွဲသွားတဲ့စိတ်ယုံရှိကိုလည်းကယ်ဆယ်ရေးသမားတွေအများကြီးရောက်လာနေပြီးအားလုံးကလည်းအထဲမှာဓာတ်ရောင်ကြီးတွေပြန့်နေတာမို့အထဲကိုမဝင်ရဲကြပဲဖြစ်နေကြတယ်အဲ့ဒီချိန်မှာပဲဘသူကမှအထဲကိုမဝင်ကြတာမို့ကိုထူကိုထားစနစ်နဲ့ပဲအလौသမားချင်းချင်းကိုလူကိုကယ်ပြီးထွက်လာကြရတယ်လို့ရောင်းကျူကလည်းဆက်ရုံကိုလိုက်လာပြီးသူ့ရဲ့ကောင်လေးကိုအသေးအံလိုက်ရှာတော့တယ်။ဂျေဟော့ကလည်းတစ်ဖက်မှာကယ်ဆယ်ရေးတွေကိုအထဲမှာလူတွေတည်တော့မှာမို့မြ мян ဝင်ကယ်ကြဖို့ပြောပေမဲ့အားလုံးကအထဲကိုဝင်ဖို့ဆိုရင်ရေဒီယိုတထုကြွားစီတဲ့ပစ္စည်းတွေကိုဖယ်ပြီးမှပဲလို့ပြောတာနဲ့ ဂျဲဟော့လည်းစိတ်တူပြီးအင်ကြီးလေပင်ကိုဆွဲလိုက်တယ်။အဲဒီချိန်မှာပဲအနောက်ကလိုက်လာတဲ့ရောင်ကျူနဲ့တွေ့ပြီးတယောက်ကိုတယောက်အစီပြေရလာလို့မင်းနေကြရင်အလုသမားတွေတယောက်ပြီးတယောက်သွေးထက်တန်ရုံဖြစ်ပြီးထွက်လာကြတာကိုမြင်တော့ဂျဲဟော့လည်းပြန်လိုက်သွားဖို့ထက်ရောင်ကျူကိုသူ့မိသားစုကိုခေါ်ပြီးဝေဝေးထွက်သွားဖို့ပြောရင်အထဲကိုပြန်ဝင်သွားခဲ့တယ်။ ရောင်းကျူကတော့အနောက်ကနေထပ်မဝင်ဖို့လှမ်းဆွဲပေမဲ့စိတ်ထက်ပြင်းပြနေတဲ့ဂျဲဟော့ကိုတားမရပဲဖြစ်နေပြီးအဲ့ဒီမြင်ကွင်းကိုမြင်လာရတဲ့ကယ်ဆယ်ရေးတွေကလည်းအပူချိန်ကမြင့်တက်နေတယ်လို့ဒဲရောင်ကြီးကလည်းအထဲမှာပြန့်နှံ့နေတာမို့သူတို့အထဲကိုမဝင်ပဲရက်နေမယ်ဆိုရင်တရမှာပဲဆိုပြီးလူတွေကိုကူညီဖို့ဆုံးဖြတ်လိုက်ကြတယ်ဆဲယုံတဲ့ကနေဒန်ရာပြီးယာယီဆဲယုံကိုရောက်လာကြတဲ့လူနာတွေလည်းသွေးရန်သူကအန်နဲ့အားလုံး ဓာငွေ့ရဲ့နောက်ဆက်တွဲယောဂါကိုခံစားနေရပြီးဆက်ယုံတစ်ခုလုံးလည်းသွေးတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဆရာဝန်တွေလည်းထပ်ထပ်ပြီးရောက်လာတဲ့လူနာတွေကိုလက်မလက်အောင်ကူသပေးနေရပြီးဒါယာတွေကလည်းအမျိုးစုံအောင်ဖြစ်နေတာမို့မနိုင်ဝင်ထမ်းရသလိုပြာယာခတ်နေကြတယ်။အခြေအနေကိုတိသွားတဲ့ရောင်ကျူကလည်းအားလုံးကိုဆက်ယုံပောက်ကွဲတဲ့အကြောင်းပြောပြပြီးဒီမှာနေလို့မဖြစ်တာမို့မြန်မြန်ဝေးရကိုထွက်သွားရမယ်ဆိုပြီးအပြင်ကိုခေါ်ထုတ်လာခဲ့တယ်။ဒါပေမဲ့လည်းအပြင်ကိုမရောက်ခင်မှာပဲသူတို့ကိုစစ်တပ်ကအပြင်ဘက်ကနေတကားတော့ခတ်လိုက်တာမို့အားလုံးတကားဖွင့်ပေးကြဖို့တာဆူနေခဲ့ကြတယ် ဆိုင်ယုံနဲ့အပူချိန်ရောကြအောင်အပြင်ဘက်ကနေရေတွေနဲ့ဖြန်းပေးနေကြသလိုအတွင်းထဲမှာလည်းစက်ပစ္စည်းပြီးမိသူတွေဆက်ရှိနေသေးတာမို့ကယ်ဆယ်ရေးကလည်းစတိုက်လုံးနေခဲ့ရတယ်။ဂျဲဟော့လည်းမနာရအောင်သူ့ရဲ့လှုပ်ဖော်ကင်မတ်တွေကိုတယောက်ပြီးတယောက်အပြင်ခေါ်ထုတ်ပေးပြီးဆေးရုံသွားရအောင်လှုပ်ပေးနေရင်ရုတ်တရက်ဆိုလို့သွေးတွေထွက်ကြလာပြီးမေလဲသွားတာမို့သူ့ကိုပါဆေးရုံတင်လိုက်ရတယ်။အဲ့လိုဖြစ်နေတုန်းမှာပဲအတွင်းထဲကအပူချိန်ကိုရှော့ဖို့အတွက်ဖြန်းတဲ့ရေကမရှိတော့ဘူးဆိုပြီးမိသားကလူတွေအားလုံးရေပြန်ခတ်ဖို့သွားကြမယ်ဆိုတာနဲ့ဌာနမှုကပေးလဲရေကိုတုံးဖို့ပြောတယ်။ ဒါပေမဲ့လည်းသူ့လိုဌာနမှုတယောက်ကပင်လယ်ရေကိုသုံးရင်ဆက်ယုံပိတ်လိုက်ရမယ်ဆိုပြီးမသုံးခိုင်းတယ်လို့အထက်ကလည်းအဲ့လိုပဲအမိန်ပေးထားတာမို့သူ့ရဲ့ပင်လယ်ရေယူသုံးဆိုတဲ့စကားကိုဘသူကမှနားမထောင်ကြပဲရေဖြစ်ဖို့ထွက်သွားကြတယ်။အဲ့ဒီချိန်နောက်ထပ်ရေးပေါ်ချင်းနေဖြစ်တဲ့တပောင်းဖို့နဲ့အလွှာတစ်ခုပဲချားတဲ့တူလောင်ဆက်ယုံကိုလည်းတစ်ဖက်ကအပူဓာတ်ကကူးလာနေပြီးတူလောင်ထားတဲ့ပစ္စည်းအလုံးကိုဖျက်ဆီးနိုင်တာမို့အဲ့လိုသာဖြစ်ရင်တပောင်းဖို့ပါပောက်ကွဲသွားမှာဖြစ်ပြီးဒဲရောင်ကြီးတွေလည်းအပြင်ဘက်ကိုပြန့်နှံ့လာလိမ့်မယ်လို့ပြောပါတယ်။ အဲ့လိုအရေးပေါ်အခြေအနေဖြစ်နေတာကိုရွှေပြောင်းပြည်သူတွေကိုတောပိတ်ထားတဲ့လုံခြုံရေးတွေကတည်သွားပြီးအ мян လွတ်အောင်ထွက်ပြေးကြတာနဲ့ဂျူယောင်းကအဲ့ဒါကိုမြင်သွားပြီးအားလုံးကိုအပြင်ဘက်ကလူတွေထွက်ပြေးကုန်ကြပြီမို့အခြေအနေကပုံမှန်မဟုတ်တော့ပဲဆိုးရွားနေပြီဆိုပြီးပြောတယ်။ဒါကြောင့်အားလုံးလည်းကိုထုတ်ကိုဆွဲပြီးအပြင်ကိုထွက်လာရကနေတော့ကပိတ်ထားသေးတာမို့ဒီတခါတော့မသေးချင်တဲ့စိတ်တွေပြင်းပြနေတာနဲ့တကားကိုအားလုံးရဲ့အားနဲ့ပေါင်းပြီးတွန်းဖွင့်လိုက်ရကနေတကားပွင့်သွားပြီးအားလုံးလည်းနီးစပ်ရဘတ်စကားတွေစီးလို့ထွက်ပြေးကြတယ်။ အဲ့ဒီချိန်မှာပဲဒဏ်ရာရတဲ့အလုပ်သမားတွေကိုကုသပေးနေတဲ့ယာယီစည်းကမ်းမှာလဲဆရာဝန်တွေအားလုံးလူနာတွေကိုထားပြီးထွက်ပြေးကုန်ကြတာမို့တယောက်တည်းဥလဲလဲဖြစ်နေတဲ့ဆရာဝန်မလေးသာကြံ့နေခဲ့တယ်။လူတွေကတော့နေရာတိုင်းမှာနှိစက်ရထွက်ပေါက်တိုင်းကနေတဖက်နိုင်ငံကူးဖို့အတွက်ထွက်ပြေးနေခဲ့ကြပြီးလမ်းတွေမှာရင်ကြောပိတ်ဆို့မှုတွေဖြစ်ကုန်လို့တမနာကြီးကိုယ်တိုင်လဲဒီအခြေအနေကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုဖြေရှင်းရမလဲမသိတာနဲ့စိတ်ထဲကြနေတော့တယ်။အဲ့လိုဖြစ်နေတော့ဝင်လာတဲ့သူ့မိန်းမကိုလဲဘာမှထွေထွေထူးထူးမပြောချင်တာနဲ့အတွင်းရေးမှုကင်ကိုလက်မှတ်ဖြတ်ခိုင်းပြီးသူ့ကလေးတွေနဲ့အတူထွက်သွားတော့လို့ပြောတယ် ဒါကိုကြတော့သူမိမကဒီတော့တွင်ဘာရီလုံးနေခဲ့လို့အတွင်းရမှုကင်တယောက်လုံးတမနာကြီးစီဒိုင်ရိုက်စာပို့တာကြောင့်ယာရုချခံလာရတာကိုမသိတာလားလို့မေးလိုက်တယ်။ဒီအကြောင်းတွေကိုခုမှသိရတဲ့တမနာကြီးလဲသူ့ကိုသူမေးခွန်းတွေထုတ်နေခဲ့ပြီးဒီလိုပြောင်းကျနေလို့မဖြစ်တာမို့နိုင်ငံကောင်းဆောင်ပြီးပြီးလှုပ်ရှားရမယ်ဆိုတာသိသွားပြီးချက်ချင်းဆိုသလိုမြေပြင်မှာရှိတဲ့ဌာနမှုစီဖုံးဆက်ပြီးမြေပြင်ခြေနေကိုသတင်းပို့ခိုင်းတယ်။ ြေပြင်မှာတော့လူတွေတဲရောက်ကြီးတင်ပြီးအသေးသေးတွေများနေတာကြောင့်ဌာနမှုတရားစိတ်တွေညစ်နေပြီးအဲ့ဒီချိန်မှာပဲတမရရဲ့ဖုံးဝင်လာတာနဲ့မြေပြင်အခြေအနေကိုအချင်းဆုံးသိအောင်ပြောပြပြီးဘလို့ဖြစ်ရှင်းတင်တယ်ဆိုတဲ့နီးလန်းကိုပြောပြလိုက်တယ်။အဲ့နောက်တော့အမတ်တွေနဲ့အစည်းအဝေးလုပ်နေတဲ့အခန်းကိုထွက်လာပြီးတပောင်းဘူကအပူကိုရှော့ဖို့အတွက်ပင်လယ်ရီကိုတုံးဖို့ပြောပြီးဆက်ရုံကိုဖြတ်စည်းလို့လူသက်ကိုပဲရအောင်ကယ်တော့မယ်လို့ပြောလိုက်တယ်။ ဒါကြောင့်ပေလဲရီနဲ့ဝိုင်းပြီးအပူကြောင်လောက်ရကနေအပူချိန်ကလည်းတိတိတတ်တတ်ကြာလာတာကြောင့်အဲ့ဒီအခြေအနေကိုထိန်းထားပြီးတစ်ဖက်ကတူလောင်ရုံကိုပြင်ရမယ်ဆိုပြီးပြောလိုက်တယ်။ဒါကြောင့်တူလောင်ရုံအခြေအနေကိုသိဖို့အတွက်ထားထားမှုကိုအထဲသွားကန်းရာကနေတူလောင်ရုံမှာအကွဲချောင်းဖြစ်နေတာကိုတွေးလိုက်ရပြီးအဲ့ကနေမှဓာတ်ငွေ့ယူဆိုင်မှုဖြစ်နေတာကြောင့်အဲ့ဒါကိုပြင်ရမယ်လို့ပြောပါတယ်။ ဒါပေမဲ့လည်းအဲ့လိုပြင်ဖို့ဆိုရင်လောင်စာတွေကဒူးလောက်ထိရှိနေပြီအသွင်းထဲမှာလည်းဒက်ရောက်ကြီးတွေကရှိနေတာမို့ဘလို့လူကားမှအထဲမှာ7မိနစ်တောင်တောင်းခံနိုင်မှာမဟုတ်ဘူးလို့ပြောပြတယ်။ဒါကြောင့်တမနာကြီးလည်းပြည်သူတွေကပြည်သူကိုပဲအသက်ပေးခိုင်းပြီးတူလောင်ရုံကိုပြင်ဖို့သွားခိုင်းရမှာမို့စိတ်မကောင်းဖြစ်သွားတယ်။တစ်ဖက်မှာလည်းရင်ကျောက်ပိတ်ဆို့မှုတွေဖြစ်နေတာကြောင့်လူတွေကကားတွေကိုထားခဲ့ပြီးကိုယ်သက်ကိုမှီဖို့အတွက်လမ်းစင်းလျှောက်ရတော့တယ်။အဲ့ဒီချိန်မှာပဲတမနာကြီးကဓာတ်ဝဲယူစိတ်နေတဲ့တူလောင်ရုံထဲဝင်ဖို့အတွက်စေတနာဝန်ထမ်းများလိုအပ်နေပါတယ်ဆိုပြီးရေးပေါ်သတင်းတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ဒါကိုကြတော့ဓာငွေအစိမ့်မိပြီးဆေးရုံတက်နေရတဲ့အခြေဟောတို့အလုပ်သမားတွေလည်းအထက်ကလူတွေကသူတို့ကိုဒီလိုဖြစ်အောင်လုပ်ပြီးသူတို့ကိုပဲပြန်ပြင်ကိုင်းနေတယ်ဆိုပြီးဘယ်သူမှမသွားကြဘူးပြောနေခဲ့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲပြေးနေရတဲ့တစ်ဖက်ကမိသားစုနဲ့အဆက်အသွယ်ရှိနေတဲ့အခြေဟောကဒီတိုင်းသာဆိုရင်ကားလန်ပိတ်တာနဲ့သူ့မိသားစုတွေဝဝေးပြေးနိုင်မှာမဟုတ်တာကိုသိသွားပြီးသူတို့ဝင်ပြီးပြင်မဖြစ်မယ်လို့ပြောပါတယ်။ အဲ့လိုမှမဟုတ်ရင်ပြင်မဲ့သူလည်းမရှိတယ်လို့သူတို့ကလည်းဓာငွေအစိတ်ကိုခံစားနေရပြီမို့တိတ်မကြခင်တရားတော့မှာပဲဆိုပြီးသူတို့မိသားစုတွေကိုတော့မသိခင်ကဲသွားမယ်လို့ပြောတာနဲ့အားလုံးကလည်းမိသားစုနဲ့ပတ်သက်လာတာမို့သူလောင်လုံးနဲ့ဝင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါကြောင့်ဂျေဟော်လည်းရောင်းကျူစီကိုဖုံးဆက်ပြီးသူသွားရမယ်ဆိုတာကိုပြောတော့ရောင်းကျူကမျက်ရည်တွေဝဲလာပြီးမသွားဖို့တားလို့မရတာနဲ့ဂတိတစ်ခုပေးဆိုပြီးအသက်ရှင်ရပြန်ထွက်လာပါလို့ပြောလိုက်တယ်။ဒါနဲ့သူလောင်ယုံရှိခဲ့စီကိုသွားတဲ့လမ်းမှာဌာနမှုကသူတို့ကိုအကက်ခဲပြောင်စီတပူးစီပေးပြီးအတုံးဝင်ပါမလားတော့မသိဘူးလို့ပြောခဲ့တယ် ဒီလိုနဲ့သူ့လောင်ထဲရောက်လာပြီးယူဆိုင်နေတဲ့အเจ้าကိုပြင်ရကနေအเจ้าကပြင်များလောက်အောင်ပို့ပြီးကြီးလာတာမို့ဓာငွေတွေကလည်းပြင်နေတဲ့လူတွေပေါ်စိမ့်ကြလာပြီးအဲ့ဒီလူတွေကိုအပြင်းအမြန်ခေါ်ထုတ်သွားလိုက်ရတယ်။ဒါကြောင့်တခုတည်းဖြစ်တဲ့ဖြည့်ရှင်းဤကအလုံးမဖြစ်တာမို့ဌာနမှုလည်းတမနာတကြီးစီကိုလှန်ဆက်သွယ်ပြီးတောင်းပန်ပါတယ်လို့သာပြောလိုက်ရတော့တယ် ဒါနဲ့အားလုံးကိုမိသားစုဝင်တွေစီပြန်မှုပြောနေတော့မှာပဲဂျေဟော့ကဒုတိယတနေ့ဖြစ်တဲ့တူလောင်ရုံရဲ့ဝင်ပေါက်ကိုပိတ်ပြီးစိမ့်ကြနေတဲ့ခေါင်မိုးကိုဖျက်ဆီးလိုက်မယ်ဆိုရင်အခုသူတို့ရှိနေတဲ့အခန်းကအလုံးပိတ်သွားပြီးအပြင်ကိုဓာတ်ငွေတွေမကြားနိုင်တော့ဘူးလို့ပြောလိုက်တယ် ဂျေဟော့နီးကလည်းဖြစ်နိုင်တာကြောင့်ဌာနမှုလည်းဒီเจ้าကိုလှမ်းပြီးတမနာကြီးစီလှမ်းပြောလိုက်တယ်။အဲ့ဒီမှာဝင်ပောက်ကိုပိတ်ဖို့အတွက်လုံနေတော့ပောက်ကွဲနိုင်တာကြောင့်တစ်ချိန်ထဲမှာနှစ်ခုကိုလုံးမရမယ်လို့ပြောတာနဲ့တမနာကြီးလည်းဒါဆိုရင်လူတစ်ယောက်ကတော့စတေးခံရမှာပေါ့လို့ပြောပြီးအဲ့ဒီလူကလည်းသူတို့အဖွဲ့ထဲမှာဖောက်ခွဲရေးဖြစ်စည်းတွေကိုတက်ဆင်နိုင်တဲ့တဦးသီးသောလူဂျေဟော့ဖြစ်နေခဲ့တယ်။ဒီတဲ့တင်းကိုကြတော့ဂျေဟော့အမေလည်းဖြေမဆယ်နိုင်အောင်ဖြစ်သွားပြီဂျေဟော့ကတော့အထက်ကိုပီသားစုတွေဘေးကင်းဖို့အတွက်ဝင်သွားခဲ့တယ် ဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်ပြီးတဲ့အချိန်မှာတော့အထဲမှာဓာတ်ခွေတွေကများနေတာကြောင့်ဂျဲဟော့တယောက်လှုပ်ရှားဖို့တောင်ခက်ခဲလာပြီးခြေတွေလက်တွေလည်းလှုပ်မရအောင်ဖြစ်နေတော့တယ်အဲ့ဒီချိန်မှာပဲသူ့အမေကိုသတိရလာတာမို့သူ့အမေကိုနှုတ်ဆက်စကားပြောချင်တယ်ဆိုတာနဲ့ဌာနမှုစီမှာခွင့်တောင်းပြီး TV ကနေဒိုင်းရိုက်လိုက်လွှင့်လိုက်တယ်။အဲ့လူကနေမှဂျဲဟော့လည်းသူ့အမေတို့နဲ့စကားပြောနေကြပြီးဂျဲဟော့ကတော့မမြင်ရပေမဲ့သူ့အမေတို့ကတော့ဂျဲဟော့ရဲ့အစိမ့်မိနေတဲ့မျက်နှာကိုမြင်နေရတာကြောင့်ဝမ်းနဲ့နေကြတယ်။ အဲ့နောက်မှာတော့ဂျေဟော့ကအားလုံးကိုသူတောင်းတောင်းပန်ပန်နဲ့နှုတ်ဆက်စကားတွေပြောနေခဲ့ပြီအားလုံးကလည်းမျက်ရည်တွေကျလာကြတယ်လို့နောက်ဆုံးမှာတော့သူ့လက်ထဲကဖောက်ခွဲရေးခလုတ်ကိုနှိပ်လိုက်ပြီအားလုံးကိုကဲတင်လိုက်တော့တယ်ဒီလိုနဲ့လူတိုင်းသူတို့မိသားစုနဲ့ဒီတန်းခွေတွေရံကကင်းလွတ်သွားခဲ့ပေမဲ့လည်းတချို့ချို့သောမိသားစုတွေမှာတော့ငလင်မေးကြောင့်နောက်ဆက်တွဲတွေဖြစ်လာတဲ့ဆိုးကျိုးတရက်ကြောင့်မိသားစုတွေဆုံဆုံလင်းလင်းမရှိနိုင်တော့ပါဘူးဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်